ပြစ်မကင်းတဲ့စီပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ဂဏိခေမှာဘာမှပြင်မှာတော့မဟုတ်ဘူးဒီမှာတော့မကြဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကုရီးယားလူငယ်တွေရဲ့ကုရီးယားနိုင်ငံကလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကုရီးယားဘိက္ခုနီမတူကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့ ဘာကြောင့်လို့ဆိုရင်ရှိပါရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမြတ်တဲ့စီပွားရေးကိုလုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားပြစ်ကင်းတဲ့စီပွားရှာတရားသဖြင့်စီပွားရှာတာကိုနစ်သက်တယ်ဒါကတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာစီပွားရှာတာကိုတော့အားမပေးဘူး ဖြင့်နာရဝိတထေကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကတထေတော့တထေမျိုးရိုးပဲသူဘာစီးပွားလုပ်တော့လို့စာပေကျမ်းကနေမှရေးထားတဲ့အချက်တွေကိုကြည့်သူဟာထုံခိကလုပ်များတဲ့ကတိဂောရခဝနိစဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပျိုးတယ် ခောရခဆိုတာနွားမွေးတယ်ဝဏိစ္ဆာဆိုတာအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရဝိတထေးကြီးရဲ့စီပွားရေးဟာလဲထွန်းခြင်းစိုက်ပျိုးရေးလုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလုပ်တွေကတော့ဟိုဒုစရကိန်းနဲ့လုပ်တွေလို့ပြောအောင်နွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူး နှုတ်စားနွားတွေမွေးတာဘယ်လောက်ဒီအောင်မွေးတော့ဆိုလို့ရှင်အကောင်းကြီးသိမ့်ထီအောင်ရှိပုံရတယ်ဘာလို့လို့ဆိုရင်သူ့နွားတွေကိုဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားချောင်းသားရွာဆိုပြီးတော့ရှိတယ်သူ့ရဲ့နွားချောင်းသားနန္ဒဆိုတဲ့နွားချောင်းသားအကြောင်းစာပေကျမ်းကမှာတစုံတစဖော်ပြထားတာရှိတယ် တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနုဒိန်နုထောပတ်တို့တရားတွေအတွက်နွားကထွက်တဲ့နုထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထုံးနဲ့စံစဘာစိုက်ပျိုးတယ် ပဲနန်းဆိုင်ပြိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝဲလုတ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုံရောင်းကုံဝဲလုတ်တယ်အဲ့ဒါသူစီပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီပွားလုတ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီပွားပဲလုတ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်အနာတပိတ်ရဲ့စီပွားဟာဒီတိုင်းပဲဝိဒါခါရောရောစီပွားရောဆိုတော့သူတို့လည်းတူတူပဲဒီစီပွားကိုပဲလုတ်ကြတယ်အယောင်းဝဲလုတ်တယ် လက်ထောင်းနေနွားချောင်းနေအဲ့ဒီဟာတော့အထက်မြန်မာနိုင်ငံလူနိုင်ငံမျိုးမှလည်းပဲမြေရာတွေပေါ်များသည့်အတွက်ကြောင့်လက်ထောင်းချင်းနွားချောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလယ်သမားတွေကဆင်းရဲနွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လက်တော့နွားချောင်းချင်းအခြေခံပြီးတော့စောင့်ဦးနေကိုထောက်ပံ့နိုင်တာဖြစ်လို့ မြေရမှာလုတ်ကင်စားတာဟာအပြစ်လဲကင်းပြီးတော့စန္ဒရိတ်ခါလဲဖူလုံးစေးတာပေါ့ခနေ့ခင်မှာတော့ agriculture based economy ဆိုပြီးတော့စပြေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲဘာလို့လဲတော့ဆိုရင်လူစရာတပြည့်ပစ္စည်းတွေဥပမာကာမစီလဲနေလို့ရတယ်ထမင်းမစားပဲနေလို့မရဘူး အစမ်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်။ကဘာမှာလူတွေရှေ့ရောက်တယောက်လောက်ကစမ်းနဲ့ရိတ်ခါမလုံမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်။ဒါကြောင့်မို့စမ်းနဲ့ရိတ်ခါထုတ်လို့တဲ့အလုတ်ကတော့အဲ့မတမလှုပ်တဲ့လှုပ်ထိုက်တဲ့အလုတ်